ပေးခြင်းနဲ့မဲဆက်ကတော့အိမ်စာမပါရင် ETH ကို လာကိုမလာတင်တာဖြစ်ပြီးအိမ်စာမလှုပ်ရင်ဘယ်ကောင်ဖြစ်ဖြစ်ဒီလိုနာနာအုတ်ခံရမယ်ဆိုတာပါပဲမန်စီးတီးကို အဖက်ဖက်ကနေမရှင်နိုင်ခဲ့တဲ့လီပါဘူးမန်စီးတီးကိုအချက်ချမ်းပြီးတီးချလိုက်တာ၃ချက်တောင်ချုပ်လိုက်ရတယ်ငိုးမှမန်စီးတီးဒါတော့ကြမ်းလွန်းသွားပြီစူပါဆန်တရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့မန်စီးတီးနဲ့ဂျိုးဂျာတို့ရဲ့ပွဲစဉ်က 3-0ဆိုတဲ့ရလနဲ့ပြီးဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။ Man City ကတော့ဂိုးသွင်းချမ်းတဲ့ Haaland, Saba, Doku, Foden စတဲ့အဓိက ကစားသမားတွေပါဝင်လာခဲ့ပြီး၄နဲ့3တဲ့ဆိုတဲ့ကစားကွင်းနဲ့ပွဲထွက်လာခဲ့တာပါ။တစ်ဖက်ကဖိုးကြနေတဲ့ဂျိုးဂျာကတော့အင်ဇမ်မပါတဲ့ Salah နဲ့အတူချင်းတိုင်းရင်သာ Soboslay, တန်းတရာကိုဖိုးကြလေး Florin Window နဲ့အတူ Alistair စတဲ့အဓိကကစားသမားတွေပါဝင်လာခဲ့ပြီး လေးနှစ်သုံးတက်ဆိုတဲ့ကစားကွင်းနဲ့ပဲပွဲထွက်လာခဲ့တာဖြစ်ပါတယ်ဒီပွဲမှာမန်စီးတီးရောဂျိုးချာရောပါ ကစားကွင်းကတူညီနေခဲ့ပြီးကစားပုံချင်းကတော့တတော်ကြီးကိုကွာခြားခဲ့တာပါ ပို့ပြီးတော့မြင်သာစေတဲ့အချက်ကတော့စီနီယာကဒုံးနဲ့ဂျူနီယာကဒုံးမှာစီနီယာကဒုံးကပို့ပြီးတော့ပါဝါပြင်းနေဆိုတာပါပဲမန်စီးတီးတို့အနေနဲ့ပွဲစားပြီးဆိုကြတဲ့ကဖိုးကြနေတဲ့ဂျိုးချာကို ကစားကွင်းအသာချန်အသာတွေနဲ့အလုတ်ရှုပ်စေခဲ့ပြီး ွဲကစားခြင်း73မိနစ်မှာတော့မန်စီးတီးတို့ပယ်နယ်တီရရှိခဲ့ပါတယ်ဒီတစ်ခါမှာတော့ဟာလန်ရဲ့အဆုံးသက်ကအလုံးမဖြစ်ခဲ့ပဲဂျိုးဂျာတို့ရဲ့ဂိုးသမားမာမာဒက်ဘီလီက ကာကွယ်သွားခဲ့လို့ဂျိုးဂျာတို့စောစောစီစီဖိုးကြမဖြစ်ခဲ့ရတာငိုးမာဂိုးသမားဒါတော့ကောင်းလွန်သွားပြီပွဲကစားခြင်း26မိနစ်မှာတော့နူနီရဲ့ဖန်တီပေးမှုနဲ့အတူယူပါလန်ပြီးဂိုးသွင်းမှာကျန်းတဲ့ဟာလန်က ပိတ်သွင်းပြီးတော့ဂျိုးဂျာကိုဘိုးဂျာဘဝရောက်အောင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာဂျိုးဂျာတို့ရဲ့ကွင်းလယ်ကဖိုးဂျာဘဝကိုခွေးကြဝေကြတဲ့ကိုရောက်နေခဲ့ပြီးဘန်ဒိုက်ဦးဆောင်တဲ့ခန်ဆက်ကလည်းမကျက်လက်ခဲ့တယ်လို့မန်စီးတီးရဲ့တောင်မန်ကစားသမားဒိုကူရဲ့အတုအဆိတ်တွေအောက်မှာထိမ့်မနိုင်သိမ့်မရအလံဖြူပြခဲ့ရတာလည်းဖြစ်ပါတယ်။ဒါအပြင်အင်စာမပါတဲ့ဆာလာကလည်းတပွဲလုံးအလုံးမဖြစ်ခဲ့တယ်လို့မန်စီးတီးရဲ့ လူငယ်ကစားသမားလေးအိုရန်လီကိုတချိန်မှကို မကြော်ဖြတ်နိုင်ခဲ့တာပါငိုမှဆလာဒါတော့ညံလွင်သွားပြီမန်စီးတီးတို့အတွက်ဒုတိယဦးဆောင်ဂိုးကိုတော့ပွဲကစားချင်းပထမပိုင်းအချိန်ပို3မိနစ်မှာဆေးပါရဲ့ဖန်တီပေးမှုနဲ့အတူနီကိုဂွန်ဆာလက်ကတွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်မန်စီးတီးတို့အတွက်တတိယဦးဆောင်ဂိုးကိုတော့တပွဲလုံးမှွေနှောက်ပြီးဂျိုးဂျာတို့ကို ဖိုးကြဘဝရောက်စေခဲ့တဲ့အဓိကထောက်တန်ကြီး ဒိုးလေးမဟုတ်တဲ့ဒိုးကူကပဲလှလှပပကိုကန်သွင်းပြီးတော့ဂျိုးကြကိုဥချိုးကထပ်မံရိုက်ဆုပ်ခဲ့တာလည်းဖြစ်ပါရဲ့မိုးမာဒူကတောင်ကြဘန်းတွေတောက်လာတာလားမှတ်ရတယ်ဒီပွဲကဂျိုးကြတို့အနေနဲ့မန်စီးတီးကို အဖက်ဖက်ကနေမရှင်နိုင်ခဲ့တယ်လို့အသင်းရဲ့ကစားဘုံကလည်းဘာဖြစ်ချင်တာလဲဆိုပြီးမေးရမယ့်အနေအထားမျိုးပါမန်စီးတီးကတော့ချာကီတယောက်ကလွဲရင်ကြံတဲ့ကစားသမားတွေအားလုံးအလုတ်ဖြစ်ခဲ့ပြီး တကယ်ကိုထိုက်တန်တဲ့နိုင်ပွဲကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်ခြာဂီဆိုတာကလည်းတော်ယုံတော့မဟုတ်ဘူးတသင်းလုံးကောင်းနေရင်တောင်ဘာမဝင်ပဲတယောက်တည်းကွက်ပြီးတော့နာမည်နဲ့လိုက်အောင်ခြာနေတဲ့ကစားသမားလည်းဖြစ်ပါတယ်ငိုးမှခြာဂီဒါတော့စုတ်လွင်သွားပြီကွာဒီပွဲမှာအကြိုက်ဆုံးကတော့ယူပါလန်းနဲ့ဟာလန်းလည်းမဟုတ်တလို့ဒိုလင်းနဲ့မက်ဆီဝင်ပူးပြီးဂျိုးဂျာတို့ရဲ့ခံစကူမှွေနောက်ကအလုရှုပ်စေခဲ့တဲ့ဒိုကူပဲဖြစ်ပါတယ်ပေးခြင်းနဲ့မက်ဆီကတော့ အိမ်စားမပါရင်အီတီဟက်ကိုလာကိုမလာတင်တာဖြစ်ပြီးအိမ်စားမလုပ်ရင်ဘယ်ကောင်ဖြစ်ဖြစ်ဒီလိုနာနာအုတ်ခံရမယ်ဆိုတာပါပဲဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကတော့ဘယ်လိုမျိုးထင်မြင်ကြလဲကိုယ့်ရဲ့အမြင်လေးတွေလည်း comment လေးမှာချပြီးတော့ရေးခဲ့ကြပါအောင်ဗျဒီဗီဒီယိုလေးမှာတော့ကျွန်တော်သဘောကျရတဲ့ဘာလာလာရဲ့ပုံစံမျိုးနဲ့တင်ဆက်ပေးသွားတာဖြစ်လို့ဘာလာလာရဲ့ပရိသတ်တွေများပါလို့ရှိရင်လည်းတောင်းပန်ပါတယ်နောက်နေ့မှလည်းဒီလိုဗီဒီယိုလေးတွေကိုပြန်လည်ပြီးတော့ပြုလုပ်ပေးသွားအောင်မှာဖြစ်လို့ ဗီဒီယိုကိုကြိုက်နေတဲ့တယ်ဆိုလို့ရှင်တော့ like and share channel လေးကိုလည်း subscribe လေးလုပ်ပေးကြပါအောင်ဗျာ။